ဟောအားလုံးမင်္ဂလာပါဒီနေ့ကတော့ Sandy Talk ပြောမယ့်အချိန်ပြန်ရောက်လာပြီနော်အဲကျွန်တော်တက်နိုင်တော့ပါနော်ဒီမှာចောင်းတက်နေနေတနင်္ဂနွေတစ်ပတ်တိုင်းတစ်ပတ်တိုင်းမှာဒီလို content အရှိ content ဆိုရတဲ့ဗျာကျွန်တော်လည်းစကားတွေပြောခြင်းလျှောက်ပြောနေအဲ့မဲ့အဲ့လိုပေါ့နော်အလုပ်ကိစ္စလည်းမဟုတ်ဘူးတမောသာရေးရနဲ့ပတ်သက်တာတွေလည်းတိတ်မဟုတ်ပဲနဲ့အဲ့လိုကျွန်တော်ပြောခြင်းနဲ့အကြောင်းအရာလေးတွေလေးလေးနက်ပြောမယ်ပေါ့နော်နိုင်ဝတ် အားမို့လဲ15မိနစ်စာလာပေါ့နော်ဒီအရှိဆိုတော့ Insanity Talk ကိုလာခြင်းနဲ့လူတွေရောအချိန်ရတာပိုပေါ့မယ်တထားပါတော့ဒီနေ့ကျွန်တော်ပြောမယ့်ခေါင်းစဉ်ကကျော်ဒီ VIP Siemens Service ကိုဘယ်လို setting ချခဲ့လဲဘယ်လိုစပြီးလုပ် ဖြစ်ခဲ့လဲဘာကြောင့်လုပ်လဲပေါ့နော်အဲ့ဒီအဲ့ဒီ VIP Siemens Service ဖြစ်ပေါ်လာပုံနဲ့အကြောင်းတရားတွေပြီးရင် အဲ့ဒီလုပ်ငန်းပေါ့နော်လုပ်ငန်းတစ်ခုဘယ်လိုတည်ထောင်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်ဆွေးနွေးတော့ပြောမှာပေါ့နော်ပြောမှာကျွန်တော်လုပ်ခဲ့တဲ့ပုံစံတွေကိုပြောမှာအဲ့တော့ဘယ်စားဥမဖတ်ထားတာမပါဘူးအော်ကိုလုပ်ခဲ့တဲ့ကိုတွေ့တွေကြီးကိုပြောမှာဆိုတော့ဒီ EMC Siemens Service မဖြစ်ခင်ကျွန်တော်တို့ကရှေ့ကိုနည်းနည်းပြန်ကြည့်မှာပေါ့နော်ပြန်ကြည့်မယ်ဆိုကျွန်တော်ရဲ့ background နည်းနည်းပြန်ကြည့်ရင်ဟိုကျွန်တော်ကဈေးတယ်အတိုင်းဝိုင်းလာဈေးတယ်မိသားစုပဲလာ ဈေးရောက်နေပြီးတစ်ဖက်မှာလည်းအာစာတင်နေစာတင်နေမျိုးရိုးရှိဆိုတော့ဆရာကြီးတွေပေါ့ဆရာကြီးမျိုးရိုးကလာတော့ကျွန်တော်မော်လမြိုင်ကနေရန်ကုန်စရောက်တုန်းကကျွန်တော်လောက်ရတဲ့အလုပ်ကပါလဲဆိုရက်ွက်တွေရေးလိုက်ထက်အဲ့တော့ရေးပိုက်နေဗျရေးစက်ရှိတဲ့အရင်ရေးလိုက်ထက်ဆိုတော့အဲ့ဒီမှာကျွန်တော်လူပေါင်းသူပေါင်းပေါင်းစုံနဲ့တွေ့ရနော် တော့တက်ကွက်တဲ့လူပေါင်းစုံနဲ့တွေ့ရတယ်။ပြီးမီးလိုက်ပြီးပြီးလိုက်ပေးတာအဲ့တိုင်းပဲလူပေါင်းစုံနဲ့တွေ့ရသူကနည်းနည်းပို့ပြီးကျေပြရမှာတက်ကွက်လုံးနှီးပါတော့ပေးတာဆိုတော့အဲ့တော့အပြောချင်တာအဲစားသက်တမ်းအဲ့မှာဇပွဲထိုးရသေးတယ်။ဇပွဲထိုးရလဲအဲ့လိုပေါ့နော်။အဲလူပေါင်းစုံသူပေါင်းစုံပေါ့နော်။အဲ့လိုလူတွေတွေ့ကြရအောင်နော်။အဲပြီးတော့ကျွန်တော်အဲဆယ်နဲ့အောင်နဲ့တက်ကွက်တက်ကွက်မှာကျွန်တော်မပါလောက်လဲဆိုတော့တက်ကွက်မှာဒီ ဖယ်ဒီကားပေါ်မှာကျွန်တော်ပတ်စံအဲ့တော့ပတ်စံလိုရင်တော့အကြံထုတ်တာပေါ့နော်အာဘာလို့ကောင်းမလဲဆိုတော့ကိုလို့တည်းဈေးရောင်းတက်တာပေါ့နော်အဲ့ဒီပေါ့ဘာလို့လဲဆိုတော့ကားပေါ်မှာကော်မလေးတွေတီရှူရောင်းကော်မလေးတွေကမဝယ်ရင်အဲ့သူ့ဘဲတွေကိုရောင်းတယ်အဲ့တော့အိုကေတီရှူလေးတွေပါတယ်မှာ တထုပ်90တန်းတထုပ်90တန်း90တန်း16ထုပ်ပါတယ်တပါကင်400ကျွန်တော်အဲ့ဒီကိစ္စတွေကိုစာရေးပြီးပြောပြဖို့ထင်တယ်ကျွန်တော်ဒီနေ့ဟိုအဲ့ဒီနှစ်ပါကင်လောက်ကုန်တယ်ကျွန်တော်အမြတ်က800လောက်ရှိဒီနေ့အနည်းဆုံး400မြတ်ပေါ့ဗျာဆိုတော့ပြောကျင်တာကဒီ VIP စမန်စာပိကိုလုတ်တဲ့ founder တယောက်အနေနဲ့အဲကျွန်တော်ရှေ့မှာဘာကြီးလုတ်ခဲ့လဲ background နည်းနည်းပြောပြအဲ့နေဘွေးရဘွေးရပြီးတော့ ကျွန်တော်လုတ်တာတွေအများကြီးရှိတယ်အာဖျောင်းနင်းနဲ့ပေါညာရောင်းနဲ့အဲ့ကြားမှာကျွန်တော်တော့ရှော့လုတ်ခဲ့တာစာတင်တဲ့အလုပ်ပေါ့နော်ကျွန်တော်ကဟိုတင်ချာတင်တဲ့တင်ချာကျူရှင်စရာဆိုစာတင်တဲ့လုတ်ကျွန်တော်တော့ရှော့လုတ်ဂျားထဲမှာလုတ်ပေါက်ကြီးရီရှော့လုတ်ဘာလို့ဆိုဘောဒီဖြစ်ရှင်လို့ဘောဒီဖြစ်ရှင်လို့โอเคအမပေါက်ကြီးရီလုတ်ပေါက်ကြီးရီလုတ်ပြီးတော့ဘာမှမလုတ်တဲ့မကင်တကယ်တော့ဟိုစီးပွားရေးတမဖြစ်ချင်တာအာဘာမှမလိလာပဲနဲ့ ွဲရပြီးတော့ကျုံခဲလိုက်တာပေါ့နော်ကျုံခဲလိုက်တော့ဆုထားတဲ့ပုစံတွေပဲကုံအောင်အဲ့ဒါနဲ့အဲဒီတင်မောလာဘုံကရောက်တယ်နော်တင်မောလာဘုံကရောက်တော့2015လောက်ကစပြီးကျွန်တော်စာတွေဖတ်ဖြစ်တယ်တင်မောဘုံပေါ့နော်တင်မောမှာအားတယ်အားတယ်ကျန်ရရန်ကုန်လူတွေကထင်မှာတအားပင်ပန်းဆိုချို့တင်မောတွေကအချိန်တော်ထွက်ချို့တင်မောတွေကအချိန်မထွက်ပေါ့ဒါပေမဲ့တကယ်အချိန်ယူနိုင်ရင်တနေ့ကိုတနေ့လောက်ကတော့စာဖတ်ဖို့ကောင်းတယ် တော့စာအုပ်ကြီးတွေလည်းတည်ကြရမလို့တော့အခုပါဟုတ်တယ်မလားဆိုတော့ online ကနေရှားပြီးဖတ်လို့ရတယ်ဆိုတော့အဲ့မှာစာတွေဖတ်ပြီးတော့စာတွေရေးပေါ့နော်စာတွေရေးအဲ့ဒါကဒီ BMB Siemens Service လုပ်ဖို့အတွက်ဒီလုပ်ငန်းတစ်ခုလုပ်ဖို့အတွက်အဲ့ဒါတွေကအထောက်ပံ့တယ်တကယ်တော့တော့စာဖတ်ရင်းစာရေးစာရေးနဲ့အဲ့မှာနောက်ပိုင်းအခုကျွန်တော်သိလာတာစာရေးတော့ဟိုအဲ့ကိုရေးတဲ့စာကောင်းရင်ကောင်းတယ်တော့ follower ရှိတယ်ကိုယ်လူတည်အဓိကတော့တော့26ဝင်တော့16ဝင်ကျင်ဆိုရင်ဒီဒီမွန်သာ group ကြီးတစ်ခုရှိတယ် MSU group ထဲမှာကျွန်တော်ဝေဖန်လေကန်ကြီးစောင်းပါတွေတော်တော်ရေးပြခဲ့အဲ့ဒီကနေပြီးတော့အဲလူတည်တယ်ပေါ့နော်လူတည်တော့မလုပ်လို့ရရဆိုတော့ဟိုလူတည်တာကဟိုကောင်းတဲ့နဲ့တည်ဖို့လူတယ်ဆိုတော့ဒီစာပေရောက်တည်လာတယ်ပေါ့နော်တည်လာပြီးတော့မှတခါကျွန်တော်တို့ဘာလုပ်လိုက်တယ်လုပ်လိုက်တယ်မှာဒီတင်မောသားတော်တော်များများက သတိထားမိတော့တိတယ်ကျွန်တော်ဆောင်ဝဲအောင်တော့လည်းဆောင်ဝဲအောင်ပြီးအလုံးမရှိတော့ဟိုဟာဆောင်ဝဲအောင်က class 3ဖြေပြီးတော့အလုံးမရှိတော့ DMA ထဲမှာဖနက်သွားရောင်းတယ်အဲ့ဖနက်ရောင်းတဲ့ကိစ္စအားလည်း MSU မှာကျွန်တော်တင်လိုက်တယ်နဲ့ရောင်းနေအဲ့ဒီမှာတီရှပ်ရောင်းနေရေတော့ရေရအဲ့နဲ့ပတ်သက်ပြီးကျွန်တော်မှတ်မိနေတယ်လူကြီးလေတော်တော်များရှိတယ် ပြောချင်တာကျွန်တော်လုံးသမျှကိုကျွန်တော်လိုင်းပေါ်တင်အဲ့ဒါ၄ကဒီ VME စီမံစာပေလုပ်ဖို့အတွက်အဲ့ဒါ၄ရဲ့အထောက်ပံ့ဆိုတော့အဓိက intention ရအောင်နော် intention ရတယ်ပြီးသွားရင်လိုင်းပေါ်မှာအဲဒီဒီခစ်ကဟိုစီးပွားရေးလှုပ်ချင်တာပဲဖြစ်ဖြစ်ဟာပဲလှုပ်ချင်လှုပ်ချင်ဟို follower လိုတယ်ဗျ online ပေါ်မှာရှိနေဖို့လိုတယ်ဒါပေမဲ့လည်းကောင်းရကောင်းကြောင်းနဲ့ရှိနေဖို့တော့ကျွန်တော်တို့အကြံပေးတာပေါ့နော် တန်းချစ်ချာတယ်ဆိုကောင်းတဲ့ဘက်ကပေါ့နော် okay ကျွန်တော်တို့ကအဲ့လိုမျိုးတောက်လျှောက်ရှိတယ်ကျွန်တော် class 3ဖြေတယ် second mate ဖြစ်လာတယ်ဆိုတာတွေလည်းအများကြီးကျွန်တော် line ပေါ်တင်ပြီးတယ်ဆိုတော့အဲ့တော့ knowledge sharing အနေနဲ့တင်ပြီးတာပေါ့နော်စာရေးတယ်ဆိုရင် knowledge sharing အနေနဲ့တင်စာရေးပြီးတော့တင်ပြီးတာဟိုကြုံရသမျှ normal vlog တွေရိုက်တယ် vlog တွေရဲ့တော့လည်းဒီတိုင်းပဲ knowledge sharing အနေနဲ့တင်ပြီးတာဒါပေမဲ့အဲ့ဒါကြီးအကုန်လုံးကအဲ့ဒီအကုန်လုံးကဒီစီးပွားရေးလုပ်တဲ့အခါကျရင် ူကဘာအနေနဲ့ရောက်နေလဲဆိုဒီကျွန်တော်နောက်ပိုင်းမှာသိတာပေါ့နော် content marketing အနေနဲ့ဒါတွေရရှိနေ content marketing အနေနဲ့ရှိနေတာဆိုတော့ marketing ပုံစံတွေကတော့အများကြီးရှိနေတယ်ဆိုတော့ဒါပေမဲ့လက်ရှိချိန်မှာကြံနေတဲ့အကောင်ဆုံး marketing က content marketing ဆိုတာရှိအဲ့ဒါက marketing သမားတွေသိနော် content marketing လို့ပြောလိုက် marketing သမားတွေသိဆိုတော့တမလာလောကအတိုင်းဝိုင်းထဲမှာလေတချို့အဲ့ဒီ content marketing နဲ့လှုပ်ရှားနေတဲ့လူတွေလည်းရှိတယ် ် attention ယူနေတဲ့လူတွေလည်းရှိတယ်နော်ဆိုတော့သူတို့ကတော့ intentionally တည်တာလားဒါမှမဟုတ် Facebook ပေါ်မှာကြည့်နေတာဒါမှမဟုတ်လုပ်လို့ရတယ်ဆိုပြီးတည်တာလားတော့ကျွန်တော်မပြောတတ်ဘူးကျွန်တော်ကတော့နောက်ပိုင်း marketing ကိုလေ့လာတော့မှတည်တာဒီအဲ့ဒါကြီး intentionally လုပ်ရတာလေဆိုတော့ကျွန်တော်တို့အဲ့တုန်းက knowledge sharing ပုံစံအနေနဲ့ပဲလုပ်ခဲ့တာနောက်ပိုင်းညမှာဒါတွေက content marketing တွေရောက်နေမှတည်လက်ချင်းမှာစသတည်တယ်ဆိုတော့ ကျွန်တော်စီးပွားရေးလုပ်မယ်ပေါ့နော်လုပ်မယ်ဆိုပြီးတော့ကျွန်တော်အခုဒီမှာစာမွေးလာဖြစ်စာလုံးမှာစာမွေးဖြေဖို့အတွက် easy ဖြေဖို့လေကျွန်တော်ကဒီကျွန်တော် family ကုန်ကြစည်းပေါ့နော်ဆိုတော့သူတို့ကို support ပေးဖို့အတွက်ဟော instring ဟော instring တစ်ခုလို့ instring တစ်ခုလို့ဆိုတော့ကျွန်တော်ကစပြီးစဉ်းစားတာဘာလုပ်မလဲပေါ့နော်ဒီနောက်ဆုံးကောင်တင်မောလိုက်ရဲ့ခရေကကျွန်တော်စဉ်းစားစဉ်းစားပြီးတော့ okay ဒါလေးလုပ်မယ်ဒါလေးလုပ်မယ်ဆိုတော့ကျွန်တော်ဟိုအရင်လိုမျိုးစီးပွားရေးကို pocket ရမလုပ်တော့ဘဲနဲ့ ကျွန်တော်အဲ့မှာသင်တန်းတက်တာဒေါက်တာဖြိုးပိုင်ရဲ့ဒီ marketing နဲ့ business management အဲ့ဒီသင်တန်းအတူလေးကျွန်တော်တက်ဆိုတော့အဲ့ဒီ course က26ခုပါတယ်ဆိုတော့ business and marketing business management and marketing တွေမကဘဲနဲ့တခြားကိစ္စတွေလည်းပါတယ်ဗျာ course တွေလည်းပါတယ်အဲ့26ခုဒါကျွန်တော်ဂျုံလုံးလမ်းညွှန်ပြတာဗျာ totet.com မှာရှိလိမ့်မယ်တသိန်း9000လာမီတစ်နှစ်စာဆိုတော့ကျွန်တော်တက်ကတော့တော်တော်တန်တယ် တော်တော်တန်တယ်ဗောနော်အတသိန်း900ကိုစက26ခုပါအဲ့ဒီကော assignment လုပ်မယ်ဆိုရင် assignment နဲ့တင်မယ်ဆိုရင်ပြော certificate ဖေးတယ်ကျွန်တော်တို့ certificate မလိုဘူးကျွန်တော်တို့ဒီ management business management အကြောင်းနဲ့ marketing အကြောင်းသိကျင်တာဗောနော်သိကျင်တော့ကျွန်တော်အဲ့တင်တော့တက်ဒီ demo line နေနေအဲ့တစ်နှလုံးကိုကျွန်တော်အဲ့ဒါလေးတက်ဟိုအရင်အချိန်တော့မအားပါပဲ တက်နိုင်တယ်လို့ပေါ့နော်လိုင်းရတော့လေအဲ့ဒီဗီဒီယိုကြီး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 ပြီးတော့တက်အဲ့ဒီမှာအဲ့တော့မှကျွန်တော်ကတည်လာအာကျွန်တော်လုပ်ခဲ့တဲ့ knowledge sharing မှန်သမျှက contract marketing နဲ့ပါသွားတယ်ပေါ့နော်ပါသွားတယ်ပြီးရင်အဲ့ဒီအဲ့ဒီနေရာမှာအဓိကကျွန်တော်ကြိုက်တာကအော် marketing niche နေတဲ့မှာသူအဓိက target ထားတာက quarrel marketing ဆိုတာရှိ quarrel marketing မှာပါတယ်ထိတ်ဆုံးအချက်ပေါ့နော်ထိတ်ဆုံးအချက်ကကျွန်တော်လုပ်ခဲ့တဲ့နေရာမှာလေတက်တက်တိုးတယ်ပေါ့နော်အဲ့ဒီ marketing အဲ့ဒါဘာလဲဆိုတော့အဲ့ဒီအချက်ကသူကမယူခင်အရင်ပေးပါတော့အာ give before you can get to give before you can get okay အဲ့အဲ့စကားလုံးပါနော်ဆိုတော့မယူခင်အရင်ပေးဆိုအဲ့မှာ example တွေနဲ့သူကပြောပြဒီ corner marketing ရဲ့ပထမဆုံးအချက်ကိုဒီရွှေဆိုင်တွေအခြားစီးပွားရေးလုပ်ငန်းတွေတော်တော်များသုံးတယ်เนาะအရင်ဆုံး free ပေးတာပေါ့အရင်ဆုံး free ပေးတယ်ဆိုတော့ပြီးတော့မှ follower ပြန်ရှာရှာပြီးတော့မှတစ်ခါ အဲပြန်ပြီးတော့ကိုယ့်စီပြန်ဝင်အောင်ကို customer ဖြစ်အောင်ပြန်လုပ်တာပေါ့နော်ဆိုတော့ဟိုဒီဘက်စီဝိုင်းတမိုင်းကြတော့အဲ့ဒါကို intentionally သုံးတာ technique တွေကိုသုံးတာကျွန်တော်တို့ကြတော့ကျွန်တော်တို့ကကျွန်တော်တို့တည်တာ sharing လုပ်နေလုပ်ချင်တယ်အဆရာကြီးလုပ်ချင်တယ်ဗျာရှင်းပြောရဆရာကြီးလုပ်ချင်တဲ့ကောင်ကအများနဲ့ကိုတကြဘူးရှိရင်ကျွန်တော်တို့က80ဘူးလောက်အများနဲ့ပြင်ပြပေးပြတယ်ပေါ့နော်ပြဿနာရရများရဥမာအလုပ်ရှား ပေးရမယ်ဆိုလဲအဲကို့ဖော်တိုင်းတဲ့တည့်ရလူတည့်ရလူတွေကိုကျွန်တော်ကမြဲတယ်အင်းရောက်လာငါရုံးလိုက်ခဲ့ငါအလုပ်သင်းမိမယ်ဒါကလုတ်ပေးနေကြဒါလုတ်ပေးနေကြကို့တည်တာတွေကို့ရှိတာတွေပေးနေကြဒါကအဲဒီကျွန်တော်တို့ပတ်ကလေးမှာကျွန်တော်တို့အကြောင်းတွေကကျွန်တော်တို့တင်မောသားတတိုင်လုံးတည်ကို့ချင်းချင်းကဘဲကောင်ဘလိုမျိုးလုတ်ပေးလဲဆိုတော့တည်ရုံးနေရလဲတည်နော်အာဒီကောင်လူခေါ်လာပေးနေကြအဲ့တော့လူလုံရင်သူစီကတောင်းမယ်ဆိုတော့ အဲ့ဒီအချိန်မှာကျွန်တော်က SRPS ကိုလည်း free ပေးတယ် free call ပေးတယ်။အော်တင်မတော်လည်းအဆင်ပြေသူတို့လည်းအဆင်ပြေပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့သွားနေတယ်။အဲ့ဒါတွေကဒီ VIP Siemens Service လုပ်မယ်ဆိုတော့ဒါကြီးကထောက်ပံ့လာဖြစ်တယ်။ဒီပထမဆုံးထိတ်ဆုံး marketing strategy ထဲမှာအဲ့ဒီအဲ့ဒါထိတ်ဆုံးလာပြီးတော့တက်ရောက်မှုရှိတာပေါ့နော်။အထားပါတော့အဲ့ဒါနဲ့ကျွန်တော်တို့ဒီ2020လေးပေါ့နော်2024ကိုလာပိုင်းကိုလာပိုင်းတော့မှာ ရှစ်လပိုင်းမှာကျွန်တော်တင်မောပါဆင်းလာတယ်အဲ့ဒီမတိုင်ခင်ကအလုပ်လုပ်ဖို့အတွက်ကျွန်တော်နဲ့လက်ရှိလုပ်နေတဲ့ရုံးကအကိုနဲ့ကတိုင်ပင်ပြီးသားကျွန်တော်ဒါကြီးလုပ်ကြမယ်အဲ့ဒီမှာကျွန်တော်ကဘာကိုလေ့လာရလဲဆိုတော့အဲ့ဒီ business and management ကိစ္စလေ့လာတယ်ပြီး marketing အကြောင်းတွေကြိုးပြီးတော့လေ့လာခဲ့တယ်ပြီးတော့ကျွန်တော်တို့6လပိုင်းလောက်မှာစပြီးဖြုတ်ကြတော့နော်ဖြုတ်နေချိန်မှာကျွန်တော်ကဘာလုပ်ရလဲဆိုတော့ DVIP ဆိုတဲ့ဒီနာမည်ကိုရွေးရတော့နော်โอเคကျွန်တော်အခုကျွန်တော်နာမည် ကျွန်တော်တို့ကြိုရေးထားပါเนาะကျွန်တော်ဒီ technique နေနဲ့ကျွန်တော်ကြိုရေးလိုက်ဒီသင်တန်းတက်တယ်ဒီ technique နေကြိုရေးတယ်ဒီတချို့ဒီတောသားကြီးရှိတယ်ကျွန်တော်ကိုလက်လာပြီးတော့ဘုံနဲ့တောသားကြီးဆိုတော့ဘုံကြီးကကျွန်တော်ဒီဒီလုပ်ငန်းကိုမတော်တဆလုပ်ဖြစ်သွားတယ်အောင်မြင်သွားတယ်ဒါမှမဟုတ်ဟိုဟို page တစ်ခုထောင်ပြီးရန်တန်းရှောက်လုပ်ရလို့ထင်ထင်မယ်အဲ့တောသားကြီးอ่ะအဲ့တောသားကြီးကဘလို့မှသုံးမလို့မရဆောင်းတော့ဝင်ဝင်ပြီးတော့ comment တွေဝင်ကြီးဘုံမသိကိုမသိနဲ့အားပါတော့ တော့အဲ့မှာကျွန်တော်ကအဲ့ဒီတင်နန်းက technique နဲ့ဒီလုပ်ငန်းကိုနာမည်ကိုရွေးရတာပေါ့နော် VIP ဆိုတာအကြီးကကျွန်တော်တို့ကအာနှလုံးသားမို့တုံးလို့ပေါ့နော်နာမည်ကိုလူမှတ်မိတဲ့အဲအဲတုံးရမယ်ပြီးသွားရင်လူတွေပါစပ်ဖြားမှာဂျင်ပါနေတယ်ဥမာအိုးပဲဂျမားရွေးတဲ့အလီဘာဘာဆိုရင်လူတိုင်းအသိတယ်ပါအလီဘာဘာဆိုစကလုံးကြားဘူးအဲအဲ့ဒါအဲ့ဒါ marketing strategy marketing technique တုံး ကျွန်တော်လက်ထုံနီးလကောင်းမယ်ဒီ VIP ကိုရွေးတာ VIP လို့ပြောလိုက်ရင်တတော်များသိပြီးရင်တတော်များစိတ်ထဲမှာပို့ပြီးတော့ကောင်းသွားတာ VIP ဆိုတာ ਨੇ သူတို့ရဲ့ခံစားချက်ကိုပို့ကောင်းတယ်ဟာဒီမှာဒါနဲ့ဆက်သွယ်လိုက်အရှင်ပြေမယ်ဆိုခံစားချက်မျိုးရှိအဲကြောင့်ကျွန်တော်အဲ့နာမည်ရွေးတယ်အဲအလုပ်တူတူလုပ်မယ်ကိုနာကလည်းမငင်းဘူးပေါ့နော်သူကလည်းစဉ်းစားထားတာမရှိဘူးအဓိကကျွန်တော်က technique တွေမသိတာဗျကျွန်တော်ကအဲ့တင်တန်းတက်လိုက်တော့မှအဲ့ technique တွေသိတယ်အဲကျွန်တော်ကနာမည်၃လုံးရွေးတယ် လူနာလေလွင်မဲ့နာမည်ယူရတယ်လူတွေနဲ့အမြဲတမ်းရင်းနှီးတဲ့နာမည်ယူရအဲ့ဒါ marketing strategy တစ်ခုဖြစ်တယ်ပြီးအယောင်အယောင်ကိုတော့ကျွန်တော်ကရွှေအောင်လေးယူရအောင်နော်ကျွန်တော်မြန်မာသင်္ဘောသားတွေရွှေလို့ခေါ်တယ်ဆိုတော့ကိုချင်းချင်းနားလေတဲ့နာမည်ရှိရွှေဆိုရင်တည်ပြီမြန်မာသင်္ဘောသားအဲ့တော့ကျွန်တော်ကအယောင်ကအစပြီးမြန်မာတွေရွှေကြိုက်အဲ့တော့ကျွန်တော်ရွှေအောင်ယူရတယ်ပြောချင်တာကျွန်တော် DVIB စီမံဆောင်ဖြစ်ကိုစတဲ့လာတာကရှော့ရန်တမ်းပြီးတော့ဒီမှာတောသားရီလို့ရှော့ရန်ပြီးတော့ပတ်စံနေရှော့တုံးပြီးလောက်တာမဟုတ်ဘူးကျွန်တော်တက်ကနစ်အရာเนาะပြီးကျွန်တော်ခံစားချက်တွေအများကြီးပါဒါနာမည်နဲ့ဆိုင်းဖို့ယူတဲ့ကိစ္စအယောင်ယူတဲ့ကိစ္စပဲရှိသေးတယ်ပြီးကျွန်တော်ကဘာလုပ်ရလဲဆိုဒီဒီစီးပွားရေးလုပ်လုပ်မယ်ဆိုရင်ဒီအခြေခံ business model canvas ဆိုရှိ အကွက်ကူကွက်ပါတယ် business model canvas ဆိုရှိ တော့ပြီးပါရင်ဒီကျွန်တော်တို့အလုပ်လုပ်ချင်တယ်စီးပွားရေးလုပ်ချင်တယ်ဘောနော်ဒီရုံးထောင်နေတယ်ဆိုတော့ဘာကြောက်ရုံးထောင်ပါလဲဘာကြောက်စီးပွားရေးလုပ်ပါလဲဘာကြောက်အလုပ်လုပ်ပါလဲဆိုတော့ဟို reason ရှိတယ်ဗျနောက်ဆုံး definition ဖွင့်ရတယ်ဗျစီးပွားရေးလုပ်တယ်ဆိုတော့ဘာလဲဘောနော်တော့အကုန်လုံးကအမျက်စွန်းရခြင်းလို့လုပ်တာဗျဒီဒီတော်တော်များများဘောနော်တော်တော်များများကိစ္စမြင့်ရဖို့ပဲပတ်စံရဖို့ပဲဆိုတော့ ဲ့ဒီအဲ့ဒီအဲ့ဒီအရာကိုရှေ့တန်းတင်လိုက်တဲ့ခါမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တင်မောသားလောကမှာအညက်ရရင်ပြီးရောပစံရရင်ပြီးရောလိန်တဲ့ကိစ္စကြီးဖြစ်လာတယ်၊ကိုယ်တဲ့ကိစ္စကြီးဖြစ်လာတယ်၊ကောက်တဲ့ကိစ္စကြီးဖြစ်လာတယ်။အမတော်မတရားကိစ္စကြီးဖြစ်လာ၊မတော်လောဘတွေနဲ့တက်မှာ။ရရင်ရသလိုရိုက်တယ်။ပစံရှိတဲ့ကောင်လေးရိုက်တယ်၊ပစံမရှိတဲ့ကောင်လေးရိုက်တယ်၊ဂျာလူကြီးတဲ့ကောင်လေးရိုက်တယ်၊ဂျာလူမရှိတဲ့ကောင်လေးရိုက်တယ်။အခုကလက်ရှိတို့ရိုက်ပြီးတော့ရိုက်ခံတဲ့လူတွေရတယ်၊ရိုက်ခံတယ်နော်။အော်ကျွန်တော်ကျွန်တော်အနေနဲ့ကြာတော့ကျွန်တော်ကဒီရလောက်တယ်ဆိုတာ ကျွန်တော်ဒီ business ဟို management တင်းနဲ့တက်ပြီးတော့မှဒီ share startup ဖြိုးပိုင်ပြောတဲ့စကားကိုကြိုက်လို့ကျွန်တော်ဒါဒီရအောင်လုပ်ဒီတင်းနဲ့ set တက်ပြီးတော့ဆိုတော့ okay သူကဘာပြောလဲဆိုတော့ဒီစီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာအဲ့သူများတက ဖြစ်နေတဲ့အခက်ခဲပေါ့နော်အဲ့ဒီအခက်ခဲကိုကိုကဘလို့နီးလန်းနဲ့ဖြည့်ရှင်းပေးမလဲအဲ့ဒီလူရဲ့အခက်ခဲတွေကိုလူတွေရဲ့အခက်ခဲကိုဖြည့်ရှင်းပေးပြီးတော့မှပြေလည်အောင်ဖြည့်ရှင်းပေးပြီးတော့မှ ထိုက်တဲ့နဲ့အကျိုးအမြတ်ကျူတာအောင်မှာစီးပွားရေးလုပ်ငန်းလုပ်တယ်လို့သူက definition ဖွင့်တယ်။ကျွန်တော်အဲ့ definition ကိုကြိုက်တယ်။ကျွန်တော်အဲ့ definition ကိုကြိုက်တယ်။ဆိုတော့ပြီးရင်အာကိုလောမဲ့လမ်းကြောင်းပေါ်နေတယ်ပေါ့နော်။အဲ့ကျွန်တော်ကဒီကိစ္စလုပ်မယ်ဆိုတော့ကျွန်တော်ရဲ့ကျွန်တော်ဖြည့်ရှင်းပေးနိုင်တဲ့အခက်အခဲပါလဲပေါ့။ပြီးကျွန်တော် customer ကဘယ်သူတွေလဲ။ customer ကဘယ်သူတွေလဲဆိုတော့ကျွန်တော်စဉ်းစားတယ်။ပြီးသူတို့မှာဖြစ်နေတဲ့အခက်အခဲကိုကျွန်တော်ကစဉ်းစား။ Okay ။အော်ကျွန်တော်က တခြားစီးပွားရေးလုပ်ငန်းတွေလို့ဒီ Siemens Service ကြတော့တစ်ဖက်တည်းမို့လို့ customer နှစ်ဖက်ဖြစ်သွားတစ်ဖက်က SRBS ဟောလုတ်သားရှာနေတဲ့ SRBS တင်မောသားရှာနေတဲ့ SRBS ဒီဘက်ကအလုတ်ရှာနေတဲ့တင်မောသားအဲ့နှစ်ဖက်ကြားထဲမှာကျွန်တော်က link တစ်ခုအနေနဲ့ကျွန်တော်ကချိတ်ပေးရတာအဲ့ link မိသွားရင်ကျွန်တော်တို့အကျိုးမြတ်ရမယ်အဲ့ link မမိရင်အကျိုးမြတ်မရဘူးအဲ့ link ကိုချိတ်ပေးဖို့အတွက်ကျွန်တော်တို့ကဘာလို့လဲဆိုတော့ဟိုဟာလို့တာပေါ့နော် အဲ platform လို့နော်ဒါကျွန်တော်ဟို business model canvas ကိုးွက်တွေကိစ္စတွေကျွန်တော်နည်းနည်းလေး sharing လုပ်ပေးတာပေါ့နော်ဆိုတော့ platform လို့ဆိုတော့ဘယ် platform နဲ့တွားကြမလဲပေါ့နော်ဆိုတော့ media နဲ့တွားမလားနော်ဟို pocket m media ကို view မလားဒီပွဲတွေလုပ်မလားပြီးွားရင် youtube တွေကတွားမလား tiktok တွေကတွားမလား facebook တွေကတွားမလားပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီ ready made ဒီဒီ page ကြီးတစ်ခုလုံးရှိတယ်ဆိုတော့ကျွန်တော်က ဲ့ platform တော့သိစင်းသားကြရမျိုး YouTube တွေ TikTok တွေရောအဲဒီ Facebook page တွေရောကျွန်တော်ခွဲချလိုက်တယ်။ Okay ဒီပိုင်းကိုက media မလို့ကို page ကိုက media တခုပဲဆိုအဲ့ pizza ကငန်းငိန်သွားတယ်။နော်။အော်ကျွန်တော်ပြီးပိုင်းကျွန်တော်တို့သွားကျင်တဲ့လမ်းကြောင်းပေါ့အဓိကဒီလုပ်ငန်းရဲ့အဓိက main point ကဘာလဲပေါ့ဘာကို target တာလဲเนาะအဲ့တော့တင်မောသားတွေ လောက်ကိုင်းအဆင်ပြေရေးကိုတာဂက်ထားဆိုတော့သူတို့ရှာနေတဲ့အလောက်ကိုင်းဟုတ်ပြီနော်ဟိုတယုံဝင်တယုံထွက်နေနေဘူးစကားထဲမှာရှောက်ရှာနေရတဲ့ကိစ္စပေါ့နော်အထူးသဖြင့်လူသစ်ပေါ့လူသစ်တမောတာလူကောင်းတွေလည်းတုံညုံတုံပြည့်တွေဒုက္ခရောက်ဆိုတော့အဲ့ဒီကိစ္စတွေကျွန်တော်ကဖြည့်ရှင်းပေးနိုင်မလားပေါ့နော်အဲ့ဒီကျွန်တော်ကစူးစမ်းကြည့်တယ်တော့အဲ့ဒီအဲ့ဒီကိစ္စဖြည့်ရှင်းပေးနိုင်ရင်ကျွန်တော်တို့အကျိုးမြတ်ရပါတော့ ထိုက်တဲ့နဲ့အကျိုးများရအောင်ဆိုတော့အဲအဲ့အရာရှိတယ်ပြီးတော့ရင်ကျွန်တော်ဒီ income stream ကဘယ်လိုဝင်လာမှာလဲဆိုတဲ့ပိစာရှိဆိုတော့အဲ့ဒီ business model canvas youtube မှာရိုက်ရှာလိုက်မြန်မာလိုလည်းရှိတယ်အင်္ဂလိပ်လိုရှိကိုကွက်ကွက်ကိုကွက်ရှိတယ်အဲ့ကိုကွက်ကိုလေ့လာလိုက်ရင်ကျွန်တော်ဒီ business စလုပ်ဖို့အတွက် idea တွေနည်းထွက်လာလိမ့်ဆိုတော့ကျွန်တော်အဲ့ကိုကွက်ကိုသုံးပြီးတော့ကျွန်တော်ရုံးဝလူတွေလည်းကျွန်တော်ပြောပြတယ်တင်ပေးတယ်ဘောနော် တော့ကျွန်တော်နားလည်တယ်တော့ကျွန်တော်လည်းအရင်ကြွမ်းတာမဟုတ်ဘူးဆိုတော့အဲ့အဲ့ဒါအဲ့ဒါနေအဲ့ကိစ္စအဲ့ဒီကိစ္စတွေကျွန်တော်ပြည်လည်အောင်ဖြည့်ရှင်းပြီးကြိုးစားတယ်ဆိုတော့ကျွန်တော်ကအဘာလို့ရလဲဆိုတော့အဲ SBS SBS တွေနဲ့ကျွန်တော်လိုက်တွေ့ရတယ်နော်ကျွန်တော်နေရင်းနေတဲ့ SBS တွေအများကြီးရှိကျွန်တော်နေမတည့်တဲ့ဘဲတွေလည်းရှိအဲ့ဒီမှာကျွန်တော် SBS စီစီကိုတွားတယ် တော်ပြီးတော့သူတို့သူတို့အခက်ခဲကိုကျွန်တော်မေးရတင်မောသားအခက်ခဲကျွန်တော်ငကိုရဲတီးပြီးသားလူတစ်လူတစ်အလုရှာရခက်အရှာမတက်တာဒီကရှာမတက်ကိုဂျိမ်းမရှိဘူးလုရှာခက်အလိန်ခန်းကိုနှိစက်အဲ့ဘဲဒီပြဿနာကိုကျွန်တော်ဖြည့်ရှင်းပေးဖို့ကြိုးစားမယ်သူတို့ကိုအလုခေါ်မယ် SBS လို့တယ်အဲ့တော့ကျွန်တော် SBS ကြီးတွေသွားပြီးတုံညွတုံပြက်စီတိုင်းကပ်နော်အဲ့ဒီကိစ္စတွေပြီးအတက်နေနေကြီးနေတဲ့ကိစ္စတွေအဲ့သူတို့လည်းတင်မောတက်ချင်တယ်ဆိုရင်အခက်ခဲရှိတယ် ဲ့တော့သူတို့အခက်အခဲကိုပြေလည်စေနိုင်မယ် SPST ကိုလည်းကျွန်တော်စုံစမ်းဒီကကျွန်တော်တို့ကဩ SPST မှန်ရမယ်ဂျားလိုင်းကျွန်တော်မကြိုက်ဘူးเนาะဂျားလိုင်းนี่လည်းကောင်းတဲ့အမှန်တဲ့ line တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုဂျားတွေကနေပြီးတော့ service loop agent တယောက်အနေနဲ့ service loop ออกมาဆိုတော့ဟိုခေါင်းခံရမယ့်ကိစ္စတွေရှိတယ်ဗျာအဲ့ဒီကြောင့်ကျွန်တော်တို့ကလိုက်ပြီးတော့ရှင်းနေရင်တိတ်အဆင်မပြေဘူးအဲ့တော့ license ရှိတဲ့ SPST နေမယ်ကျွန်တော်အလုပ်လုပ်ဖို့စူးစမ်းတယ်ဗောနော် လိုင်းကြီးကြတော့လေ free line ကြတော့လေအဆင်မပြေပြန်ဘူး free line ရေကြတော့လေကျွန်တော်တို့ဒီ agent တွေပွဲစားတွေကိုသူတို့ကမလိုအပ်ဘူးသူတို့ကိုယ်တိုင်က free ပဲလုပ်တာဆိုတော့ကျွန်တော်တို့ကိုပွဲစားကပေးမှာမဟုတ်ကျွန်တော်တို့ကအကျိုးမြတ်ရဖို့လိုတယ်လေအကျွန်တော်က pride အမြင်ခံပြီးလုံးဝမမဟုတ်ဘူးတကယ်ကိုစီးပွားရေးလုပ်မှာဒါကဆိုတော့ကျွန်တော်အဲ့အဲ့မှာကျွန်တော်တို့ကို service fee ပြန်ပေးနိုင်မယ်လိုင်းမျိုးပြီးအရန်ကြီးလဲမရိုက်တဲ့လိုင်းမျိုးပေါ့နော် ရိုင်းလည်းမရိုက်တဲ့ line မျိုးနည်းနည်း flexible ဖြစ်တဲ့ line တွေကျွန်တော်ချိန်ကျွန်တော်ကိုကျွန်တော် online ပေါ်ကနေစလုပ်မယ်ဆိုကြီးညာလိုက်တော့ကျွန်တော်ဒီလာချိန်တဲ့ line တွေလည်းရှိတယ်အဲကျွန်တော်တိရလည်းပါတယ်မတိရလည်းပါတယ်ငကိုတွေကကျွန်တော်စာရီရေးကလေး blog တွေလုပ်ကလေးကတိတဲ့ brother တွေလည်းပါတယ်အဲသူတို့ကလည်းပြောမမလိုက်တော့ဘယ်နဲ့အစားပြေထောင်နေကြဘယ်ကနေထောင်နေကြလဲမသိဘူးတော့အဲ့အဲ့ဒါနဲ့ ပြောကျင်တာကဒီဈာထဲမှာဖြတ်ပြောကျင်တာကဒီလာလာပြီးတော့ကျွန်တော် page အောက်မှာလာလာပြီးတော့ဘူမတိကိုမတိဝင်ဝင်မန့်နဲ့တောသားတွေပေါ့နော်အဲ့တောသားတွေကိုပြောကျင်တာဈာထဲဖြတ်ဖြတ်ပြီးတော့ဘယ်ဒီဒီဗီဒီယိုလဲနားထောင်နားထောင်နေမှာဆိုတော့ကျွန်တော်တို့ဒီဒီ BME စီမံဆမ်းမလုတ်ခင်ကလေးကကျွန်တော်တို့လုတ်လာတဲ့ knowledge sharing တွေကျွန်တော်တို့ရေးလာတဲ့စာတွေအကုန်လုံးကဒီမှာတက်ရောက်မှုရှိတယ်။ online လေးရန်တမ်းပြီးတော့ မ်းကြောင်းတဲ့ပြီးတော့တဲ့မှာဟိုချက်ကန်းဆန်ကိုတိုးပြီးတော့ဒီလုပ်ငန်းလုပ်ပြီးတော့အဆင်ပြေနေတာမဟုတ်ဘူးဒီလုပ်ငန်းအောင်မြင်တာမဟုတ်ဘူးချိန်မှာအကြောင်းတရားကြီးအများကြီးရှိအဲ့တော့ဒါတွေအဲ့ဒါတွေနားလဲလို့ဟိုပေးထားတဲ့အခြေအနေရှိရလေးလာရတဲ့ကိစ္စတွေရှိတင်မို့လိုက်နေနေတင်မို့ဘာအလုပ်လဲတစ်ဖက်လို့ဒီဘက်တနေ့ကိုတနိုင်လောက်အချိန်ပေးပြီးတော့ဒီဘက်ကိစ္စကိုလည်းလေးလာရသေးတယ်အဲ့တော့ဒါတွေအဲ့ဒါတွေနားလဲမှာမဟုတ်ဆိုတော့ပြောချင်တာက ဒီကျွန်တော်ဒီမှာဒီမှာကျွန်တော်ဆက်လက်စားတယ်ပြောချင်တာကတင်မောသားတွေပေါ့နော်တင်မောသားတွေကတော်တော်များများကဒီတင်မောလိုက်ဖို့ကိုပဲတင်မောလိုက်ဖို့ကိုပဲခေါင်းထဲမှာရှိတယ်ပေါ့နော်လုံးဝဝမ်းဝေးပဲဆိုတော့မတော်လို့အကြမ်းမကြီးမကောင်းလို့ပဲဖြစ်ဖြစ်တစုံတူရောအကျိုးအကြောင်းကိစ္စကြောင့်ပဲဖြစ်ဖြစ်တင်မောဆက်မလိုက်ရတော့ဘူးဆိုရင်ဆိုတဲ့ကိစ္စကိုကျွန်တော်ကြိုတွေးထားဖို့လိုတယ်ပြီးရင်တင်မောသားလမ်းကြောင်းကတခုသီးတော့ဩအတက်မွေးကြောင်းမဟုတ်ဘူးကျွန်တော်တို့ဘဝမှာအဲ့ဒါလည်းတည်ထားဖို့လိုတယ် ျွန်တော်ဝါသနာပါတာလေးတွေလည်းလုပ်ဖို့လုပ်တယ်။တင်မောသားဘွားကငွေရှိုင်းကိုတသက်ပဲဆူရင်ကျွန်တော်ဝါသနာပါတာလေးတွေလည်းလုပ်ဖို့လုပ်တယ်။ဒါမှမဟုတ်အချိန်ကြီးကအကုန်မြန်တယ်ဗျာ။အချိန်ပြီးွားလိမ့်ပြီးွားလိမ့်အသက်40 50ရအချိန်မကျအတိတ်မကြသေးရင်ရောက်လာလိမ့်မယ်။ရောက်လာလိမ့်မယ်ဆိုရင်50ကျော်တော့မှဆိုရင်ပြီးွားဝမ်းဝိုင်းမယ်နော်။ဘွက်သိမ့်သွားတယ်။တင်မောလည်းဆက်လိုက်ဖို့တိတ်အဆင်မပြေ50ကျော်။စီပွားရေးကိုမမှာစီပွားရေးလုပ်ဖို့ကြတယ်အဆင်မပြေ။အဲ့တော့ ဟိုကျွန်တော်တခြားဝေးတွေစဉ်းစားတာပေါ့လို့ဒီနေ့ကို တနိုင်လောက်ကျွန်တော်ဝါသနာပါရမှာဒါမှမဟုတ်ကျွန်တော်ဟိုချိန်မဲ့เนาะနောက်ထပ်ချိန်မဲ့ career အတွက်ကြိုပြီးလေ့လာထားဖို့ကျွန်တော်ဒီနေရာကနေတခါလေးအကြံပေးခြင်းနဲ့ဆိုဆက်ပြီးကျွန်တော်ပြောရမယ်ဆိုဒီ VMB Siemens Service ကအဲ့လိုပေါ့နော်ဒီ SBS ရဲ့တင်မောသားလိုအပ်နေတဲ့တင်မောသားကိုရှာပေးဖို့နေတင်မောသားလိုအပ်တဲ့အလုပ်ကံရှာပေးဖို့ကျွန်တော်တို့ကသူတို့နှစ်ဖက်ရဲ့အခက်အခဲတွေကို ဖြည့်ရှင်းပေးဖို့ကြိုးစားရင်းနဲ့ဒီလုပ်ငန်းကြီးထွားလာပါတော့ဖြစ်လာတာပါတော့ဆိုတော့စတော့တည်တည်လေးပေါ့နော်အခုကတော့ line ပေါင်း20ကျော်လောက်ရှိပြီအဲ့ဒါပြီး20ကျော်လောက်နဲ့ကျွန်တော်ချိန်ထားဆိုတော့ဟိုအကုန်လုံးမဟုတ်ရင်တော့မှတင်ပေါ်သားတော်တော်များများရဲ့ line ရှာတဲ့အခက်ခဲကိုကျွန်တော်ပြည့်လေအောင်လုပ်ပေးနေနိုင်ပြီပေါ့နော်လုပ်ပေးနေနိုင်ဆိုတော့ပြီးကျွန်တော်ကဒီဒီလုပ်ငန်းရဲ့ size ကိုလည်းကျွန်တော်ကနည်းနည်းတိထားဖို့လေလိုရအောင်နော်ကိုကိုလုပ်မဲ့လုပ်ငန်းရဲ့ size ကိုလည်းသိထားဖို့လည်းလိုတယ်။ဘယ်ဘယ်လောက်ဘယ်လောက် size ကြီးသွားလို့ရလဲပေါ့နော်။အဲ့ဒါကိုလည်းမှန်းထားဖို့လည်းလိုသေးတယ်။ဆိုတော့အဲ့တော့အဆုံးသတ်အနေနဲ့ပြောမှဆိုရင်တော့ဒီလုပ်ငန်းတစ်ခုလုပ်ဖို့အတွက်ကျွန်တော်တို့ဟိုလေ့လာတင်တာကြိုပြီးလေ့လာထားရမယ်။လုပ်တင်တာကြီးကြိုပြီးတော့လုပ်ထားရမယ်။အကောင်းဆုံးကတော့စီးပွားရေးလုပ်မယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်တဲ့အဲအကြောင်းအရာတွေပေါ့နော်ပညာတွေကိုကြိုပြီးလေ့လာထားသင့်တယ် ဒီလိုလိုစီနောက်ပိုင်းမှာ marketing နဲ့ပတ်သက်ရင်လေ့လာထားရမယ်ပြီးရင်ကျွန်တော်တို့ဟိုဟာဘာနည်းပညာပိုင်းပေါ့နော်အခု AI kit ရဲ့ရှေ့မှာကျွန်တော်တို့ကဒီ ID kit ဖြစ်ခဲ့တာပါအဲ့ ID နဲ့ပတ်သက်တဲ့ဥစ္စာတွေလည်းလေ့လာထားတာကောင်းတယ်ပြီးရင်ဒီ online platform ကြီးကြိုလောက်တာ page အ YouTube channel TikTok account နော် Facebook page ပေါ့နော်အဲ့ဒါဒီအကုန်လုံးကိုလောက်ထားရမယ် ီးသွားရင် content တွေကိုဖန်တီးထား content တွေကိုဖန်တီးထားအခုလုပ်ငန်းအဆင်ပြေနေတဲ့လုပ်ငန်းလုပ်ခဲ့တဲ့လူတွေလုပ်တဲ့လူတွေအကုန်လုံးကဒီ content marketing မပါမဖြစ်ဘူးပါပြီးတော့တွားနေကြတာပေါ့နော်အဲ့ဒါကိုလည်းလေ့လာထားဖို့လိုတယ်အဲ့ဒါကိုလည်းလေ့လာထားဖို့လိုနော်အဲဒါဆိုရင်ဒီမှာကျွန်တော်တို့လုပ်လုပ်ငန်းလုပ်ရတဲ့နဲ့လုပ်တာ ਨੇ ready made ပေါ့နော်အခုပြကျွန်တော်ဗီဒီယိုတစ်ပုတ်တင်မယ်ဆိုရင်ဒီလုပ်ငန်းနဲ့ပတ်သက်တာကျွန်တော်ဘယ်လောက်ထိနားလည်တယ်ဆိုတာကိုတော်တော်များများသိ ဘာလို့လဲကျွန်တော်ရှေ့မှာတောက်လျှောက်ကျွန်တော် online မှာရှိခဲ့တာဟုတ်ကျွန်တော်ဒီတမောတာဘယ်ဟာလူဖြစ်လဲဆိုတာလေအကုန်လုံးကတည်တယ်ပြီးရင်ဘလို့အကျင့်ရိုက်ရှိရဆိုရင်တော်များတည်တယ်နော် SBSD ကကျွန်တော်တို့ကျွန်တော်ကျွန်တော်ကပတိန်မဟုတ်ဘူးဗျာဟို SBS တော်များများကဒီကပတိန်ချိမိတ်အဲ့လောက်နေနေပဲသူတို့ကဟိုဟာဖြစ်တာဟောဘလို့ဘလို့ပြောကျန်တာနေဘူးရှို့ဗျာသူတို့တော့ကပြန်မလားဆိုတော့ ျွန်တော်နဲ့တွေ့ပြီးတော့ဒီဒီရုံမိုင်းဆိုင်ရာကလူကြီးတွေနဲ့ကျွန်တော်နဲ့စကားပြောဆိုတာသူတို့ကကျွန်တော်လိုင်းအောင်မှာတွေ့ထားပြီးတော့ဒီငနေကဒီလိုကိစ္စတွေရှိတယ်ဒီငနေကခိုးပေါ်မှာဘာနှချောင်းလဲဆိုပေမဲ့အလဲပါလာပြန်ပြီအကိစ္စဒီငနေနဲ့ငါတို့အလုပ်လုပ်လို့ရတယ်ဆိုတော့ယုံကြည်မှုမျိုးသူတို့ကျွန်တော်ပေါ်ထားတဲ့ယုံကြည်မှုတွေသူတို့ဒီမှာရှိတယ်နော်ပြီးသွားရင်ဟောသူတို့လိုအပ်တဲ့သူတို့ qualify ဖြစ်တဲ့တင်မောသားတွေကိုကျွန်တော်ရှာပေးနိုင်လိမ့်မယ် လူသိတယ်ကျွန်တော်တို့ train ပေးနိုင်လိမ့်မယ်ဆိုတော့သူတို့ကယုံကြည်တယ်ဗျာအဲ့ယုံကြည်မှုရဖို့အရှိမအများကြီးတိောက်ခဲ့ရတာအခုမှထပြီးတော့အာတကံမိတ် online link တရားလုံးမယ်ကွာနော်ခင်ဗျားတို့ကျွန်တော်ဒီမှာအလုပ်လာရှာရပါဆိုဘယ်ကောင်မှလာမှာမဟုတ်ဘယ်ကောင်မှလာမှာမဟုတ်ဆိုတော့ပြောကျင်တာကတစင်မင်းတစင်တိောက်ထားဖို့လိုတယ်ဆိုတဲ့အကြောင်းလေးပြောကျင်တာပြီးရင်အဲ့ဒီဤပညာနဲ့ပတ်သက်ပြီးတော့အော်ပြစ်ထားလို့မရဘူးပြစ်ထားလို့မရဘူးပြီးရင် ဒီ online ကိုအကောင်အသုံးချတက်ဖို့လိုတယ်အခုနောက်ပိုင်းမှာတော့ AI တွေပါတုံးရအောင်မယ်အဲ့ AI တွေကိုလည်းအကောင်အသုံးချတက်ဖို့လိုတယ်ဆိုဥပမာဗျာဒီကိုလုပ်ငန်းတို့ကဒီမှာ graphic design ကြော်ညာဖို့တော့ graphic design လိုတယ်ဆိုရင် designer တယောက်ခေါ်ရမှခင်မဟုတ်တော့ဘူးနဲ့အဲ့ဒီ design တွေကိုအလျင်အမြန်ထုတ်ပေးနိုင်မယ် AI ကိုကျွန်းကျွန်းကျင်ကျင်ကျွန်းကျွန်းကျင်တက်တဲ့ဝန်ထမ်းမျိုးခေါ်ရမှဖြစ်သွားပြီပြီးရင်အခု TikTok TikTok နဲ့ပတ်သက်ရင် TikTok နော် you young see မဟုတ်တော့ဘယ်နဲ့အယောင်းဝန်ထမ်းမဟုတ်တော့ဘယ် you stuff မဟုတ်တော့ဘယ်နဲ့ဒီ TikTok မှာကမယ်ပေါ့ထားပါတော့ TikTok ကားပါလားအဲ့တော့အဲ့ TikTok မှာကြော်ညာရိုက်ပေးနိုင်မယ်ဝန်ထမ်းမျိုးအဲလိုလာပြီပေါ့နော်အဲ့လိုမျိုးကြီးဗျာဟိုခစ်ကူမျက်ချိမပြတ်ဘူးလိုတယ်ဒါဒီလုပ်ငန်းလုပ်မဲ့လူတွေပေါ့နော်ဒါကျွန်တော်လုပ်ငန်းလေးကညှောက်စီညှောက်စီလေးပဲရှိသေးတယ်ညှောက်စီလေးပဲရှိသေးတယ်ဒါကျွန်တော်ဒီနေ့ ဆန်နီတော့ခ်မှာပြောပြခြင်းနဲ့အကြောင်းအရာပေါ့ဆိုတော့တက်လက်စားတဲ့တခါရဲပြောရမယ်ဆိုရင်တမန်တော်လောကနဲ့ပတ်သက်ရင်ဟိုအစအနေပြီးတော့တင်တန်းတက်အစအနေပြီးတော့တမို့ရောက်တဲ့အထိကျွန်တော်တို့စာပေပေးနိုင်အောင် လုပ်ထားပါလေဆိုတော့တမန်တော်လုပ်မယ်ဆိုတာ ਨੇ ဘယ်မှတော်မနေနဲ့တော့ဘယ်စာရှည်ကြီးမှဖတ်မနေနဲ့ဟောလုံးမဲ့လူတွေလည်း ဘာမှအရှိရှင်းပြမနေအာညောင်းတယ်ကျွန်တော် page ကိုလွှတ်လိုက်ဒါမှမဟုတ်လေကျွန်တော်ရုံးဝင်တစ်ခါလွှတ်လိုက်ကျွန်တော်အစားဆုံးစာပေပေးနေတယ်ဆိုတော့အကြောင်းတင်အောင်ပိုင်နေတဲ့ဒီဗီဒီယိုကိုဆုံးတက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်တခုရလိမ့်မယ်လို့လည်းပြောလိမ့်ပါတယ်